နှစ်ထောင်ကြာမှကောင်းကင်စန်းကျင်ဗရေးဇီးရဲ့ရေဥပဒေအပိုင်းကိုနားလည်သွားပြီးဒီအပိုင်းကကောင်းကင်စန်းကျင်ဗရေးဇီးရပြသခဲ့တဲ့ပထမအဆင့်အခုထိနောက်9ထောင်အပြည့်အဝမကျွမ်းကျင်သေးဘူးနားလည်ုံပဲရှိသေးတာ ဝလင်ကသူ့ရဲ့မျက်ခုံးတစ်ခုချောက်ထိပ်ပြီးနောက်လိုက်ရနေပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီးတော့ဆုတင်ပါတယ်သူကကောင်းကင်ကကြားလာတဲ့မိုးကြီးများကိုကြည့်ပြီးလက်နဲ့ခပ်ဖွားလှူရှာရင်ပျောက်ကွယ်သူကရေယိုလိုက်ပါတယ်ထိုလှူရှာမှုကြောင့်မူတိန်တွေကထိုလက်နဲ့အတူထွက်သွားပါတယ်ကဘာပေါ်ကမိုးအလုံးကလည်းရုတ်တရက်တလုံးသားပြီးမူတိန်အများကြီးကပေါ်လာပါတယ်အကောင်းတဲ့လေတစ်ခုကမူတိန်အလုံးကိုပြန်ပြီးတော့တွန်းထုတ်လိုက်သလိုပါပဲထိုလေရဲ့တယောက်မှုအောက်မှာကောင်းကင်ထဲကမူတိန်အလုံးကပြိုကျလာပါတယ်မူကျပစ်တန်ကြီးနဲ့အတူအေယာမလက်တစ်ခုကကောင်းကင်ကိုပုတ်တိုက်သွားသလို မိုးတိမ်အားလုံးကလုံးဝပျောက်ကွယ်သွားပါတယ်ဂျိုဘိုကကောင်းကင်ကလည်းကြည်လင်သွားပါတယ်နေရောင်ကျပြီးရွှေထွေးမှုကိုလည်းယူဆောင်လာပါတယ်မြေကြီးကလည်းမြေတင်းရင်တောင်းကိုထွက်လွနေပါတယ်မိုးရပြီးရင်တော့အပင်တွေမှာမိုးရေစက်ကြီးများကကျန်နေပါတယ်မိုးကောင်းကင်မှာရောင်စင်တန်းများကလည်းပေါ်လာပါတယ် ထိုရာကောင်းကင်ဘုံနယ်ပယ်ကမြင်ကွင်းတစ်ခုနဲ့တူပါတယ်ထိုလေတူးမှပေါ်လာတဲ့ပြင်းထန်တဲ့တာရဲကလည်းမဟိန်တော့ပါဘူးကောင်းကင်ကိုတိုးတိုးလေးညီတွားနေပါတယ်ငှက်တော်များကလည်းမိုးကောင်းကင်ကနေပျော်ရှင်တဲ့တိတ်တန့်တွေကိုဆိုရင်ပြန်လာကြပါတယ်မိုးရတီရကြာရှည်တာကြောင့်သူတို့ကကြာကြာမပြန်နိုင်ခဲ့ဘူးဆိုတာသိတာပါတယ်ဝလင်းရဲ့မျိုးလုံးတွေကတော့အစ်စ်တင်ငင်နေပါတယ်သူ့ရဲ့ညာလက်ကလက်တင်ငင်တာများကိုလှုပ်လိုက်တော့ဝလင်းရဲ့ရှေ့မှာပေးဆယ်ပေလောက်မဲနှက်နေတဲ့လေးတစ်ခုကရုတ်တရက်ပေါ်လာပါတယ်မဲနှက်နေတဲ့လေးကမဲနှက်နေတဲ့ငကားနှကောင်အဖြစ်ပြောင်းလဲပြီးအစ်စရဲလေးကိုမုတ်ထုတ်လိုက်ပါတယ်အစ်စရဲလေးကမြှူနဲ့ပေါင်း ောင်ဆက်ပြီးမိုးတိမ်များဖြစ်ပေါ်လာကရေနဲ့ဖယ်စည်းလာပါတယ်။အနီးနားကဘာမူလာဆွေရင်ကလည်းမိုးတိမ်နဲ့စီကိုစီးစင်းလာပါတယ်။ဝန်လင်းရဲ့အမိတ်တစ်ခုထင်းနဲ့မိုးကကဘာမီပေါ်ကြောက်လာပြီးမိုးစိတ်ခွန်ချင်ဤပညာပေါ်လာပါတယ်။သူ့ရဲ့ညာလိုက်ကိုလှုပ်လိုက်တော့မိုးတိမ်အလုံးကလည်းပြက်ကွက်သွားပါတယ်။မင်းနဲ့နေတဲ့ငကားတွေကလည်းပြက်ကွက်သွားပြီးအရာအလုံးကပုံမှန်ဖြစ်သွားပါတယ်။ခေါင်းကြီးကောင်လေးကထိုးရအောင်မြင်တော့သူ့ရဲ့မျက်လုံးများကျင်းသွားပါတယ်။သူကတိတ်တဆိတ်နဲ့စဉ်းစားနေပြီးဝန်လင်းပေါ်သူ့ရဲ့လေစာမှုကပူပူပူပြီးတော့မြင့်တက်လာပါတယ်။လေကြီးကလည်းသူ့ရဲ့နားလည်းမူကနေနိုးထလာပြီးသူ့ရဲ့မျက်လုံးတွေကတော့ပါ ွားလာပါတယ်သူ့ရဲ့ရင်ထဲမှာလှိုင်းနေရာထန်နေပြီးတော့ဥပဒေရဲ့အစွမ်းပဲ ALT ကျင့်ကြံသူတွေရဲ့နီးပညာမှာပဲငါမမြင်ဘူးတော့သူကတွေးလိုက်ပါလေသူကစဉ်းစားနေတော့ဝင်လင်းနာကိုလိုက်ဖို့အတွက်ပူပူပြီးတော့စမစ်ချက်ချလိုက်ပါလေတာရှန်ကတော့ထိုးရအားလုံးမမြင်သလိုပါပဲမျိုးလုံးမိတ်ပြီးတော့ဆက်လက်ကျင့်ကြံနေပါလေဝင်လင်းကမြေပြင်မှာထိုင်ချလိုက်ပါလေသူ့ရဲ့မျိုးလုံးတွေကအစ်စိတ်တင်နေပါလေသူကမိုးစင်းခော့ခြင်းကိုနားလည်သွားပြီဆိုတော့နောက်တစ်ခါကသူစိတ်ဝင်စားဆုံးနီးပညာဖြစ်တဲ့ရတနာလက်နဲ့တိုက်ပါထိုးအချိန်မှာမဟာမိတ်ချက်ဆူစနေရဲ့အနောက်ပိုင်းနဲ့မြောက်ပိုင်းထိပ်သားတွေရဲ့လမ်းစုံပါပုံရင်းတစ်ခါကမြန်ဆန်တဲ့ဂျူလီယာနေပါလေထိုးပုံရင်းကရန်အောင်မြန်လုံးလို့ခဏခဏ နာပြောက်ကွယ်သွားတတ်ပါတယ်ပုံရင်းတစ်ခုတည်းမဟုတ်ပဲကျယ်တွေကိုဖျက်ပြီးရွေလျားနေတယ်ပုံရင်းအများပြားလည်းရှိပါတယ်သူတို့ရဲ့ပုံဝင်ချိန်မှာလှိုင်းနေရအစမပြတ်ပြန့်နေနေပြီးထိုးရပုံရင်းတွေကိုပို့ပြီးတော့မျက်စံစေပါတယ်ပုံရင်းတွေကနောက်ပိုင်းဒေသတွေကိုဝင်သွားပြီးမကြခင်မှာပဲကောင်းရင်တစ်ခွင်ကြီးညံ့သူအဖဲတစ်ဖဲနဲ့တွဲဆောင်ကြပါတယ်အဖဲကိုဦးဆောင်နေတဲ့လူကလက်ချောက်ချောင်ကြီးညံ့သူပါအဖဲကိုခေါ်လာပြီးရင်တော့မြောက်ဘက်ကိုဥတီသွားပါတယ်အနောက်ပိုင်းဒေသကိုကောင်းရင်တစ်ခွင်ကထိန်ချုပ်ထားတော့ကောင်းရင်ပုံသားတယောက်အနေနဲ့သူကမြောက်ပိုင်းဒေသကိုသွားပြီးတော့လမ်းဖိန်ပေးရမှာပါလမ်းတစ်လျှောက်မှာသူကအရန်ဦးမှာသတိထားနေပါတယ်သူရဲ့ဝိညာဉ်အာယု ကိုဖျင်းချက်ထားတော့ပြည်ထနာတစုံတရာလက္ခဏာတွင်ချက်ချင်းပဲသတိထားမိမှာပါပုံငွေဣတိယာလက်ချောင်းချောင်းကြီးညံ့သူနဲ့သူနှုတ်ကကြီးညံ့သူတရာကိုမြင်နာနေပုံရဲ့အာလုံကလှဲ့ပြီးသူတို့စီကိုတုံးဝင်လာကြပါတယ်လက်ချောင်းချောင်းကြီးညံ့သူကယူလီယာနေတော်ရုတ်တရက်အနေအာယုံတစ်ခုကိုခန်းစားလိုက်ရပါတယ်သူရဲ့လက်ချောင်းချောင်းကနေလဲနာချိန်မှုကိုခန်းစားရပြီးကြောင်းလဲနေကြနဲ့ရက်တန်သွားပါတယ်ဒူဝါရင်ထိုးချိန်မှာသူတို့စီကိုလာနေတဲ့ပုံရင်ပေါင်းများစွာကိုမြင်လိုက်ရပါတယ်ထိုမြင်ကွင်းကြောင့်သူ့ရဲ့မျက်လုံးများကျဉ်းသွားပြီးသူ့ရဲ့တုံတော်အိတ်ကိုပုတ်ကတည်င်းစကားမော်ထွင်းစာတစ်ခုကိုယူပြီးဖျက်ဆီးလိုက်ပါတယ်ဒူဝါရင်သူကအိတ်စာထပ်ပြီး ွားပါတယ်။ဒူဝါရင်ထိုးအချိန်မှာပဲပုံရင်းတဝက်လောက်ကလက်ချောင်းချောင်းကြီးညံ့သူကိုဝိုင်းလိုက်ကြပါတယ်။ကျန်တဲ့ပုံရင်းတွေကသူ့နောက်ကကြီးညံ့သူတွေစီကိုတုံးဝင်သွားပါတယ်။ခြေကွဲဝဲနေတဲ့အဟိတ်တက်များကလည်းပဲ့နေထွက်သွားပြီးနီးပညာလိုင်းတွေကပေါ်လာပါတယ်။ခနာအကြမှာလက်ချောင်းချောင်းကြီးညံ့သူကထိမ့်လန့်ကြနဲ့နောက်ဆုတ်သွားပါတယ်။ဒူဝါရင်သူကထွက်ပြေးသွားတဲ့မင်းနဲ့နေတဲ့အရေးတွေအများကြီးကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်သွားပါတယ်။ပုံရင်းတစ်ခုကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်သွားတိုင်းသူ့ရဲ့ခန္ဓာကတုံ့လောက်သွားပါတယ်။ သူကဖေးတော်များပြုတ်ထွက်သွားပြီးနောက်ဆုံးမှတော့ရက်တက်သွားပါတယ်သူရဲ့မျက်လုံးတွေကထူးဆန်းတဲ့အကြည့်တစ်ခုကိုပြသနေရင်ပဲခနာအကြမှာပုံမှန်ဖြစ်သွားပါတယ်သူရဲ့ခန္ဓာကိုယ်ကိုငုတ်ကြည့်ပြီးလက်ချောင်ချောင်ချဉ်းညံသူကထူးဆန်းတဲ့အပြုံတစ်ခုကိုပြုံးသွားဒီခန္ဓာကိုယ်ကလက်ခံလို့တော့ရလာပြီသူကရေဦးလိုက်ပါတယ်သူနောက်မှာကောင်းကင်တစ်ခွင်ချဉ်းညံသူတွေကတယောက်ပြီးတယောက်ထွက်လာကြပါတယ်သူတို့အားလုံးကထူးဆန်းတဲ့အပြုံတွေရှိနေကြပါတယ် စမ်းကျဲဖျားเจ้าကကောင်းကင်တခွင်ကိုဖျက်ဆီးဖို့အစီအစဉ်ကြီးကိုမကြခင်မှာစတင်တော့မယ်ဒီကြီးမားတဲ့ပြောင်းလဲမှုကဖြစ်ပေါ်ရင်ငားရဲတောင်ရင်ကရှူမှုတယောက်လည်းမဟုတ်တော့ဘူးကောင်းကင်တခွင်ကျဉ်းကျဉ်သူတွေရဲ့ကြံရှိနေတဲ့လူတွေကိုလည်းဖျက်ဆီးပေးရမယ်သူတော်စင်၄ယောက်ထဲကအနည်းအောင်နှဆိုးသူတော်စင်နဲ့ကောင်းကင်တောင်မူလသူတော်စင်ကလည်းရောက်လာကြတယ်ဒီတစ်ခါကောင်းကင်တခွင်ကျဉ်းကျဉ်သူတွေကငါတို့မဟာမိတ်ချက်ဆွစနေတဲ့တကားကနေဝင်မှုအတွက်တိတ်မလွယ်ဘူးဆိုတာသိလာလိမ့်မယ် ချင်းရွှေရဲ့အမွေနဲ့ဝင်လေးနားလိုက်လိုက်တာကောင်းကင်အကလေးဘိုင်ဖန်ရဲ့နီပညာရဲ့ထဲမှာလေးစင်းခေါ်ခြင်းမိုးစင်းခေါ်ခြင်းရတနာလနဲ့တိုက်နီပညာအပြည့်ထန့်ဆုံးနဲ့အစွမ်းထက်ဆုံးမှာချင်းရွှေကိုယ်တိုင်ကလည်းရတနာလနဲ့တိုက်နီပညာကိုသဘောကျပါတယ်ထိုနီပညာကသူ့ကိုကောင်းကင်ဘုံနယ်ပယ်မှာနာမည်ကြီးစေတဲ့နီပညာတစ်ခုပါဝင်လင်းကလည်းထိုနီပညာကိုမျှော်လင့်ချက်တွေအများကြီးထားထားပါတယ်သူကနှဆိုင်စွာနဲ့အတတ်ကိုရှုသိမ်းပြီးမျက်လုံးများကိုမှိတ်လိုက်ပါတယ်ချင်းရွှေစီကနေရတဲ့ရတနာလနဲ့တိုက်အမွေကိုတိတ်ချာနားလိုက်သွားတဲ့အခါမျက်လုံးလေးကိုပြန်ဖင်လိုက်ပြီးခန္ဓာကိုယ်ထဲကနေကောင်းကင်မူလဆွမ်းရဲ့အဆူဝေးကြီးကလည်းပတ်လာပါတယ်ထို အစုဝေကြီးကလေပန်းနေရနဲ့အမျှကောင်းကင်မူလဆွေင်းနေရခန္ဓာကိုယ်တစ်လျှောက်စည်းစင်းလာပါလေသူရဲ့မူလဆွေင်းနေရလည်းတဖြည်းဖြည်းနဲ့ပြက်ွက်သွားပြီးတိတ်တဲတဲ့ကောင်းကင်မူလဆွေင်းနေရသာကျန်တော့ပါလေအခုလက်ရှိဝလင်ကကောင်းကင်မူလဆွေင်းရဲ့အများကြီးကိုထွက်လွန်းနေပါလေကောင်းကင်ဘုံသားတယောက်ရဲ့အချိန်ဝါနဲ့တကယ်ကောင်းကင်ဘုံသားတယောက်လို့ပါပဲခေါင်းကြီးကောင်းလေးရလည်းထိုးရောက်သတိထားမိပြီးတပြင်းကိုချလိုက်ပါလေသူကအမြဲတွေးနေတာရှုမှုကကောင်းကင်ရေကန်လေးကိုမရောက်ဘူးလားတေချာမှမိပါလေရဲ့ဘာလို့ကောင်းကင်မူလဆွေင်းကရှိနေရလဲဆိုတာပါ ိုရတဲ့သူကမမေးရဲပါဘူးကောင်းကင်မူလစွမ်းရည်နဲ့ပြည်နေတဲ့ဝလင်းကိုကြည့်တော့သူကခါသီးစွမ်းနဲ့ပြောင်းလိုက်ပါတယ်ထိုကောင်းကင်မူလစွမ်းရည်အတွက်သူကတော့သူ့ရဲ့နေပယ်ကိုဆွန့်လုခဲရပေမယ့်ရှူမူကတော့နေပယ်ရောကောင်းကင်မူလစွမ်းရည်ကိုနှမျိုးလုံးကိုဂျာထားပါတယ်ဝလင်းရဲ့ကောင်းကင်မူလစွမ်းရည်ကလေပန်းနေတဲ့အချိန်မှာချင်းရွှေရဲ့အမွေကရတဲ့ရတနာလနဲ့တိုက်နီးပညာရဲ့လက်ဟန်တွေကိုစာပြီးတော့ဖယ်စီလိုက်ပါတယ်ရတနာလနဲ့တိုက်ရတနာလနဲ့တိုက်နီးပညာအတွက်ပြန်လည်ဝင်စားခြင်းတန်တရားကိုဖင့်ပြီး ကိုတက်ခဲ့တဲ့လူတွေရဲ့ဝိညာဉ်အပိုင်းစားတွေကိုထုတ်ယူရမယ်။ပြီးရင်ကိုရဲ့ကိုပိုင်လှုပ်ရနေမျိုးဖန်တီးပြီးအဲဝိညာဉ်အပိုင်းစားတွေကိုထည့်သွင်းရမယ်။အရာမှာပဲယတနာလက်နဲ့တိုက်ရဖြစ်လာမှာထုံနီပညာရဲ့စွမ်းအားကတယောက်နဲ့တယောက်မတူပါဘူး။ဘိုင်ဖန်အသာထုံနီပညာကိုအသုံးပြုရင်ကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းသွားပြီးတားဆီးနိုင်တဲ့လူကအနေငယ်သာရှိပါတယ်။ချင်းရွှေကြတော့သူ့ရဲ့ယတနာလက်နဲ့တိုက်ကတပ်ဖြတ်မှုနဲ့ပြင်းထန်နေပြီးတိုက်ခိုက်စရာတော့မလိုပဲလူတွေကိုလက်နဲ့ချစီနိုင်ပါတယ်။သူ့ရဲ့လက်ဟန်နေရာဖယ်ဇီလာနဲ့အမျှသူ့ရဲ့ခန္ဓာကိုယ်ထဲကနေကောင်းကင်မူလစွမ်းအင်းနေရာလက်ရည်နဲ့တစင်းလက်ဟန်နေစီကို စီးစင်းလာပါတယ်။ကောင်းကင်မူလဆွေရင်ကျိုးတွေကလည်းသူ့ရဲ့ရှေ့မှာဖြတ်ပြီးရလေပက်လာပါတယ်။ကဘာကြီးရဲ့ချောင်းကပြောင်းလဲသွားသလိုပဲအစာပိုင်းမှာလေပက်မှုကမျက်စံချင်းမရှိပေမဲ့ဝလင်ရဲ့ခန္ဓာကိုယ်ထဲကကောင်းကင်မူလဆွေရင်အဆူဝေးကြီးရဲ့လေပက်မှုကမြန်လာနေအမျှဝဲကဲကြီးကလေစင်နမောတစ်ခုလိုဖြစ်လာပါတယ်။ဝဲကဲကြီးကအချိန်နဲ့လေပက်ပြီးပို့ပြီးတော့ကြီးလာပါတယ်။မျက်စိတမိတ်အတွင်းမှာပဲဝလင်ရှေ့မှာပေနေငယ်မြင်းနဲ့ဝဲကဲကြီးတစ်ခုကပေါ်လာပါတယ်။ထိုဝဲကဲကြီးကအရန်အောင်မြန်လွန်းလို့လေမပတ်နေထောက်သလိုပါပဲ။တကယ်တော့ဝဲကဲကြီးရဲ့လေပက်မှုကအမြင့်ဆုံးအဆင့်ကိုရောက်နေပါပြီ။ဝလင်ကမတင်မ မျိုးတင်ညာရဲ့18ထပ်ကကောင်းကင်မူလစွမ်းအင်တွေကိုမရခဲ့ဘူးဆိုရင်သူ့ရဲ့ကောင်းကင်အစုဝေးကစွမ်းအင်ကုန်ခံပြီးဝေကီယက်ကမဖြစ်ပေါ်ခင်မှာတင်ပြိုကွဲသွားမှာပါထိုနေရာကောင်းကင်မူလစွမ်းအင်များကိုဆုပ်ယူပြီးသူ့ရဲ့ကောင်းကင်အစုဝေးကခလင်းငယ်ရဲ့လက်သီးဆုပ်ရွယ်စားလောက်ကြီးလာပြီးရနောက်မှာဝက်လင်းကသူ့ရဲ့ကောင်းကင်မူလစွမ်းအင်အစုဝေးကအမြန်ခံသွားတာကိုလည်းခံစားမိပါတယ်ထိုဝေကီယက်ကြီးကိုသူက၃ရက်ထပ်ပို့ပြီးတော့မထိန်းနိုင်ဘူးဆိုတာသိပါတယ်ထိုဝေကီယက်ကြီးကကောင်းကင်မူလစွမ်းအင်နဲ့ကိုပိုင်ဖန်တီးထားတဲ့ပြန်လည်ဝင်စားခြင်းတန်လျာဆိုတော့ဝက်လင်းကသိပါတယ်တကယ်တော့ထိုရာကိုယ့်ရဲ့မညံတွေက အယုံဆိုင်တဲ့နိပညာတစ်ခုပါကိုရဲ့မျက်ညံ့ထဲမှာနှမြုပ်ပြီးကိုတက်ခဲတဲ့လူတွေရဲ့ဝိညာဉ်အပိုင်းစားတွေကိုထုတ်ယူရမှာပါ ထိုရာတွေကမှညံ့ပဲဖြစ်ဖြစ်မယ်ထိုနီးပညာကိုတုံးတဲ့အခါအရန်အုံးမှတကယ်လို့ဖြစ်နေပါတယ်ထိုးယူလိုက်တဲ့ဝင်းညံ့ပိုင်းစားတွေကသူတို့ရဲ့ချင်းချက်မှုအစိပ်ပိုင်းလေးကိုတော့ထင်ထင်ထားနိုင်ပါတယ်ထိုးကြောက်ရတနာလက်နဲ့တိုက်မှာအထုံးပြုလို့ရပါတယ်ထိုးချင်းလေးကိုအချင်းကြကြဆွဲလိကောင်းကင်မူလာဆွဲရင်ကပို့ပြီးတော့ကုန်ခန်းလိပါတုံးရဲ့အတွင်မောင်မြုံဆွဲရင်ကောင်းကင်မူလာဆွဲရင်ကကုန်ခန်းသွားပြီးဝဲကြီးရဲ့ကြီးကပြုတ်ကွဲသွားပါလိမ့်မယ်ဝဲကြီးရဲ့ကြီးကပွင့်သွားတဲ့ချိန်မှာဝန်လင်းရဲ့ရှီအောင်မူကျုံနကောင်မူလာဝင်းညံ့ကမြခုံးတစ်ခုချားကနေထွက်လာပြီးဝဲကြီးရဲ့ကြီးထဲကိုဝင်သွားပါတယ်ဝဲကြီးရဲ့ကြီးကဆက်လက်ကျုပ်သွားပြီးဝန်လင်းရဲ့မြခုံးတစ်ခုချားမှာအမတ် ားတစ်ခုကကျန်ခဲ့ပါတယ်ပုံဝင်ကျင်းတစ်ခုလုံးကလည်းတိတ်ဆိတ်ညင်တတ်နေပါတယ်ဝယ်လင်းရဲ့ရှီယောင်မူကျုံနကမူလာဝိညာဉ်ကအချိန်လိုင်းကောင်းတစ်ခုကနေဖျက်တမ်းသွားပါတယ်တဖြည်းဖြည်းနဲ့ပြောင်းလဲသွားပြီးလူပုံစံဖြစ်လာပါတယ်ချက်ချင်းဆုစလိုပဲလိုင်းကောင်းကပြီးဆုံးသွားပြီးသူကထွက်လာတဲ့အခါနေအောင်ကြောင့်သူ့ရဲ့မျက်လုံးတွေကကျိန်းသွားပါတယ်ဝယ်လင်းကအောက်ကြည့်လိုက်တော့ဟင်းသားဗရာဂျူပေါ်ကဟန်ရွယ်ခိုင်းကိုသူကမြင်လိုက်ရပါတယ်လူငယ်နှစ်ယောက်ကိုလည်းသူကတွေ့လိုက်ရပါတယ်တယောက်ကချွေးများရွှဲနေပြီးစွဲငင်မှုနီးပညာကိုသုံးနေပါတယ်ဘေးမှကြာတော့စွဲငင်နီးပညာနဲ့ထိန်းချုပ်ခံထားရတဲ့လူငယ်တယောက်ကဓာတ်ချောင်းကိုကင်ပြီးနောက်ကလူငယ်တယောက်ကိုချိန် ားပါတယ်ဓာတ်ကိုက်နာတဲ့လူငယ်ကပစိံုံမြောက်ပြီးတဖက်လူရဲ့ခေါင်းကိုရစစွာနဲ့ခုတ်ချလိုက်ပါတယ်ဝမ်းနဲ့ချိတ်ခွဲတဲ့အော်တန်တစ်ခုကလည်းထွက်လာပါတယ်ဝလင်းကားနဲ့ဝိညာဉ်အစိပ်ပိုင်းတစ်ခုကလည်းထွက်လာပြီးသူ့ရဲ့မူလဝိညာဉ်ထဲကိုဝင်သွားတာမြင်လိုက်ရပါတယ်အဲ့လူကိုငါမတက်ခဲ့ဘူးဘာလို့ ဝလင်ကစဉ်းစားနေတော့သူ့ရဲ့မူလဝိညာဉ်ကနေဆွဲယူနေတဲ့အားကောင်းတဲ့စွမ်းအားတစ်ခုကိုခန်းစားလိုက်ရပါတယ်မျက်စိတမိတ်အတွင်းမှာပဲအမီအန်လူတွေကမှုံသွားသွားပြီးလမ်းတစ်ခုပေါ်ရွှတ်သွားပါတယ်သူ့ရဲ့ရှေ့မှာမဲနေနေတဲ့ဝေယုံနဲ့ဆယ်ကျော်သက်လူငယ်တယောက်ကတက်လက်ပိုင်အရွယ်လူတယောက်နဲ့တိုက်ခတ်နေပါတယ်မကြိုက်ခင်မှာပဲတက်လက်ပိုင်အရွယ်လူကလည်းတိစုံသွားပါတယ်သူ့ရဲ့ဘေးမှာတော့စိတ်ထဲချနေတဲ့လူငယ်တယောက်ကသူကအဖိုးကြီးချီမူရဲ့တပည့်ပဲငါတို့ကအမြတ်ထွက်သွားရမယ်တိစုံသွားတဲ့တက်လက်ပိုင်လူရဲ့ဝိညာဉ်အစိတ်ပိုင်းကထွက်လာပြီးဝန်လင်းရဲ့မူလဝိညာဉ်ထဲကိုဝင်သွားပါတယ်ထုံမြင်ကွင်းကထပ်ပြီးတော့ပြောင်းလဲသွားပါတယ်ဒီတစ်ခါမှာတော့တောဦးထဲက က်ခုတစ်ခုမှပါဝင်လင်းကထန်လီရဲ့အခြေခံအုံမျိုးကိုဆွဲယူလိုက်ပါတယ်ပြီးတော့ထန်လီရဲ့ဝဉ္ညင်စိတ်ပိုင်းကထလာပြီးဝင်လင်းရဲ့ကိုယ်ထဲကိုဝင်သွားပါတယ်ကြောင်းနိုင်ငံအနေနဲ့အလောင်းကိုင်းအထိရွှေမင်းကြိုက်ဝမ်းအထိပြင်းပတိုက်ပွဲငကားကွင်းဟိုဖန်ငကားရွက်နဲ့ရက်တရာ ငကားရွံ့နဲ့ရက်တရာနှစိုးတပေါင်းတစ်ဖက်အမိန့်နဲ့နှစိုးပင်လေအထိမြေခွင်းနေရာတစ်ခုပြီးတစ်ခုပြောင်းလဲသွားပါတယ်ပြီးတော့ကြောင်းနိုင်ငံကိုပြန်ရောက်ပြီးထံမီသားစုကိုတပ်ဖက်ခဲ့ပါတယ်ရွှေယူနဲ့တိုက်ပွဲမိုးကောင်းကင်းပုံနဲ့မြေရွှေယူရဲ့ဘိုးဘီနဲ့ဘလူးနတ်ဆိုကလန်ရဲ့ဘိုးဘီကိုတပ်ဖက်ခြင်းမတင်မျိုးမျိုးနဲ့ဆိုနဲ့ဟင်းဒါပရာနိုင်ငံခြားတိုက်ပွဲနဲ့ဟင်းဒါပရာဂူဘိမ့်မတ်ထဲမှာဖျက်ဖျက်ခဲတာတွေအလုံးကဝင်လင်းရဲ့ဘွားတွေကိုပြန်လဲပြီးတော့အသက်သွင်းနေတယ်လို့ပါပဲထိုင်ရန်ကိုင်းနှစိုးဝင့်ပြီးကောင်းကင်တပ်ဖက်ခြင်းအမှုပညာကောင်းကင်တခွင့်ကျဆွစနစ်ဖွံ့မီသားစုရဲ့ဘိုးဘီမိုးကြိုးကောင်းကင်းပုံနဲ့ပဲသွေးဘိုး 有得票钱。 တင်မင်းလောကသားရဲ့ခန္ဓာကိုယ်အတွင်းပိုင်းကောင်းကင်ဘုံသားတွေကိုတက်ဖြတ်ခြင်းအနောက်ပိုင်းနဲ့မြေအားရောင်မီသားစုဝင်တွေကိုတက်ဖြတ်တာနဲ့ကောင်းကင်ဘွဲပြောင်းပြီးမှနံပါတ်1ရခဲ့တဲ့အထိအားလုံးကိုပြတ်တက်သွားပါတယ်နောက်ဆုံးမှတော့သူ့ရဲ့မျက်ညံ့တွေကရပ်တန့်သွားပါတယ်ဝလင်းကလည်းလန့်သွားပါတယ်သူ့ကိုဆွဲယူနေတဲ့အကောင်နဲ့ဆွမ်းအားတစ်ခုကိုသူကခံစားလိုက်ရပြီးအပိုးဆွဲတင်လိုက်ပါတယ်အပိုးဆွဲတင်ခံလိုက်ရပါတယ်ပြီးတော့သူ့ရဲ့မျက်လုံးတွေကိုရုတ်တရက်ဖွင့်လိုက်ပါတယ်ချွေးများရွှဲနေပြီးတောင်ကြီးကသူ့ရဲ့အရှိန်မှာရှိနေတော့မှပဲသူကနူလာတဲ့အခါမျက်ခုံးတစ်ခုချာဝဲခဲ့ကလေပတ်ရရပ်တန့်သွားပြီးကောင်းကင်မူလဆွဲရင်ကျိုးတဲ့အဖြစ် ည်ပြောင်းပြောင်းသွားကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုပြန်ဝင်သွားပါတယ်ကလေးငယ်ရဲ့လက်သုပ်ရွယ်လောက်ရှိတဲ့ကောင်းကင်မူလဆိုရင်60ရာခိုင်နှုန်းလောက်ချုပ်သွားပါတယ်သူ့ရဲ့တဖက်မှုဘွားတစ်လျှောက်ကမြေခွေးနဲ့အဖြစ်ပြင်ပြသွားပါတယ်ဝလင်းကသူ့ဘွားကိုပြန်ကြည့်တဲ့အခါနှုံလိုက်ရသွားပါတယ်ယခုချိန်ထိသူကအိမ်မန်းနေနှူထလာလာဆိုတာမသိကြပါဘူးတကယ်ို့မှဆွန့်ထက်တဲ့ကောင်းကင်နီးပညာပဲဝလင်းကတပင်းကိုချလိုက်ပါတယ်ကောင်းကင်အေဂရစ်ဘိုင်ဖန်ရဲ့ကောင်းကင်နီးပညာနီးပညာအများကြီးကိုပေါင်းဆက်ပြီးတော့ဖယ်စည်းထားတာ ဒီနီးပညာတွေရဲ့အနှစ်သာရကိုထုတ်ယူပြီးကောင်းကင်နီးပညာအသစ်တစ်ခုကိုဖန်တီးထားတာဒါပေမဲ့ထုံနီးပညာကိုသင်ယူဖို့အတွက်ဝလင်းကထုတ်ဖြစ်စဉ်ကိုဖြတ်တန်းရပါတယ်ဝလင်းကခဏလောက်စဉ်းစားလိုက်ပါတယ် ရတနာလနဲ့တိုင်နေပညာရဲ့ဒုရိယအပိုင်းအတွက်စုံပေးချက်တစ်ခုတော့ခြာပြီးသွား၏။ပြန်သတိရပြီးရင်တော့ဝလင်းကဘာပြဿနာမှမရှိတာတေချောင်းလုပ်ပြီးရင်တော့ဝလင်းပေါ်မှာတင်မင်းလောကမြစ်ကြီးကပေါ်လာပါရင်တင်မင်းလောကမြစ်ကပြန့်နှံ့သွားပြီးမချင်းမချမ်းစိတ်တွေကကဘာတစ်ခုလုံးပြည့်နှံ့သွားပါရင်ဒူဝရင်ဝလင်းရဲ့ထင်းချုံမှုအောက်မှာမြင်းရဲ့နှစ်ဖက်စလုံးကဆက်သွားပြီးအဝိုင်းတစ်ခုကဖြစ်လာပါရင်ထိုအချိန်မှာပဲကောင်းကင်ထဲကိုထိုးတက်သွားတဲ့အရှင်ကွာတစ်ခုကလည်းပေါ်လာပါရင်ဝလင်းကတင်မင်းလောကမြစ်ကိုကြည့်ပြီးရတနာပစိတစ်ခုကိုထွေးထုတ်လိုက်ပါရင်ထိုရာတော့ကောင်းကင်တစိခတ်တုံးမှာပေါ်လာတဲ့လေထဲမှာပြန် င်ဝင်နေပါတယ်။ကောင်းကင်ဒဇိတ်ခတ်တုံကတင်မင်းလောကမြင့်နဲ့ပေါင်းဆက်သွားပါတယ်။ရွှေရောင်မော်ထွန်းစားထဘုံများစွာလည်းပေါ်လာပြီးတင်မင်းလောကမြင့်နဲ့ပေါင်းဆက်သွားပါတယ်။တင်မင်းလောကမြင့်ကစူပွဲနေသူလိုလှရှာလာပြီးရွှေရောင်မော်ထွန်းစားတွေကပေါင်းစည်းသွားတဲ့အခါအန်အန်တင်းစီကပြောင်းလဲမှုကဖြစ်လာပါတယ်။တကဘာလုံးကိုဖျက်တမ်းစီးစင်းလာတဲ့တင်မင်းလောကမြင့်ကြီးကတိမ်းချီတဲ့ရေသွွားတွေကိုတည်ဆောင်လာပြီးကောင်းကင်ဒဇိတ်ခတ်တုံကြီးနဲ့ပေါင်းဆက်သွားပါတယ်။ထိုအချိန်မှာဝလင်းကရှိနေတဲ့စွန့်ပစ်ထားတဲ့ဂျူပုံမှာကြီးမားတဲ့ဖီးယားကြီးကပေါ်လာပါတယ်။ထိုဖိအားကောင်းကင်ဒဇိတ်ခတ်တုံကြီးကနေထွက်လာတာပါ။ ကောင်းကင်တစိခတ်တုံကြီးရဲ့ပုံစံကလည်းပြောင်းလဲသွားပါတယ်ရွှေအောင်မိုးတော့ပဲမင်းနဲ့နဲ့ဖြစ်သွားပါတယ်အထက်ရမှောင်မိုင်းမှုကနေအလုံးမအစွမ်းထက်တဲ့အချိန်မှာတစ်ခုကလည်းထွက်လာနေပါတယ် ။ကုန်းရင်ဒဇက်ခတ်တုံးကြီးထဲမှာဒေါသပင်ထန်တဲ့ဝိညာဉ်တွေဟာအဟိတ်ယုံကန့်နေသလိုပါပဲ။ပူပြီးရထိုင်လဲစီယာကောင်းတာတုံးကြီးပေါ်မှာကွင်းနေရပေါ်လာပြီးအလွာ၁၈ခုကခွဲထွက်သွားပါတယ်။အလွာတစ်ခုချင်းစီယာနေဒေါသပင်ထန်တဲ့အရှင်ဝါတွေကမိဖြိုးရဒဇိတ်အလင်းတွေနဲ့ထွက်နေပါတယ်။အလွာပုံနဲ့လေအရှင်ဝါပူပြင်းလေပါ။ထိုရာဝလင်းကားယတနာလက်နက်တိုက်အတွက်ဖန်တီးထားတဲ့သူ့ရဲ့ကိုပိုင်နေပဲမှာသူ့ရဲ့ကိုပိုင်နေပဲပါ။ဘိုင်ဖန်မှာလဲလှုပ်ဝဲနယ်ပယ်ရရှိသလိုချင်းရွှေမှာလဲတက်ဖက်ချင်းနယ်ပယ်ရရှိပါတယ်။ဝလင်းမှာတော့ငရဲ၁၈ထက်နယ်ပယ်ရရှိပါတယ်။ကုန်းကင်းဒဇိတ်ခတ်တုံးကြီးကိုမြေအဖြစ်ရွှေဒဇိတ် ဒီယိုဒစိအဖြစ်တင်မေလောကမြို့ကိုပြန်လည်ဝင်စားခြင်းအဖြစ်နဲ့ဒေါသအရှိန်အဝါတွေကိုဖိပြီး ငရဲ18ထက်ကိုဖန်တီးထားတာပါအလွာရီယာပုံနဲ့လေးလေးအထဲမှရှိတဲ့ဝိညာဉ်တွေကပို့ပြီးတော့အကောင်းလေးပါ15ထက်ကနေ18ထက်အထိဝိညာဉ်အစိပ်ပိုင်းတွေမရှိပေမဲ့14ထက်မှာတော့တခုရှိပါတယ်ထိုဝိညာဉ်အစိပ်ပိုင်းကတော့သွေးမြူတွေနဲ့ကြောင်းမဖွေရကောင်းတဲ့ဒေါသတွေဖုံးလွှမ်းနေပါတယ်သူကတော့ဝလင်းကတစ်ဖက်ခဲတဲ့သွေးပိုးပေးပါမတင်မျိုးတင်းကြီးမှာဝလင်းကတက်ခဲတဲ့ကောင်းကင်အရှင်တွေရဲ့ဝိညာဉ်အစိပ်ပိုင်းတရာကျော်သူက73ထက်မှာဒစိခတ်လာပါတယ်သူတို့ကထွက်ပြေးဖို့အတွက်အဟိယုံကန့်နေမိလုံအောင်ဒစိခတ်ခဏရပါတယ်ဝလင်းကတက်ခဲတဲ့ရောင်မီသားစုကကျဉ်းကျဉ်းသူရဲ့ဝိညာဉ်အစိပ်ပိုင်းတွေ ရွေးဝတ်ထူအစင်းနဲ့အထက်ကျဉ်းသူအလုံးရဲ့ဝိညာဉ်အစိပ်ပိုင်းတွေအားလည်းရှိနေပါတယ်။ယဇနာလက်နဲ့တိုက်ကအလွန်အမင်းရက်ဆက်လုံးနဲ့ဤပညာတစ်ခုပါ။ကိုတက်ခဲတဲ့လူတွေရဲ့ဝိညာဉ်အစိပ်ပိုင်းကိုပြန်လည်ဝင်စားခြင်းအနေထုတ်ယူပြီးတော့အသုံးပြုတာပါ။ဝလင်ကထိုက်ရက်ပြီးကောင်းကင်မှာရှိတဲ့ငရဲ18ထက်ကိုကြည့်လိုက်ပါတယ်။သူ့ရဲ့မျက်ခုံးတစ်ခုချာမှာဝဲကြီးရဲတစ်ခုကပေါ်လာပြီးမူလာဝိညာဉ်ကအနှစ်စွမ်းရည်များကိုထုတ်လွှတ်လိုက်ပါတယ်။ထိုအနှစ်စွမ်းရည်နေရာနဲ့မင်းနဲ့နေတဲ့အငွေများအစုံမဲထွက်လာပါတယ်။ထိုမင်းနဲ့နေတဲ့အငွေတွေကဝလင်တက်ခဲတဲ့လူတွေပါ။သူတို့ကငရဲ18ထက်ကိုထိတွေ့တဲ့အခါအထဲမှာစိတ်ခက်ခန်လည်းရပါတယ်။တစ်ချိန်လေးမှပဲဝလင်က သူ့ရဲ့တလုံးအိတ်ကိုပို့လိုက်ပြီးဝင်းညင်တစ်ပီလီယံပါတဲ့အလှန်ကြီးကထွက်လာပါတယ်သူကအလှန်အောင်လှင့်လိုက်တော့ဝင်းညင်အစိတ်ပိုင်းကအယူးမှုနဲ့ပြေးထွက်လာကြပါတယ် တပီလီယံဝိညာဉ်အလံထဲမှာဝိညာဉ်အပိုင်းစားတွေအများကြီးအားရှိပြီးအလုံးကငရေဘုံ18တက်တွေကိုတိုးဝင်သွားပါတယ်ဝိညာဉ်အပိုင်းစားတွေကတိုးဝင်လာတဲ့အမျှငရေဘုံ18တက်တွေကမကြင်မချမ်းစိတ်တွေကလည်းပို့ပြီးတော့တိုးလာပါတယ်သူတို့ရဲ့ဒေါသရကြီးအဟိတ်တန်တွေကြောင့်တမန်လူဆိုရင်တော့ဒရီလစ်သွားမှာပါကျဉ်ကျန်းသူတွေရဲ့စိတ်ရနာကိုထိုးအတန်ကြောင့်တုံလုံးသွားနိုင်ပါတယ်ဝယ်လင်ကတက်ဖြတ်ခဲ့တဲ့မေမတော်နိုင်တဲ့လူတွေရဲ့ဝိညာဉ်တွေကမကြင်မချမ်းဖြစ်နေကြတာပါအထဲမှာသွေဘိုဘီကောင်းလေးဘုံသားတွေရောင်မီသားစုဝင်နေတဲ့အစွမ်းထက်တဲ့ကျဉ်ကျန်းသူများပေါဝင်ပါတယ်ဝိညာဉ်အပိုင်းစားဖြစ်နေတော့အရင်အားလောက်တော့အစမထက်ပေမဲ့ ဲ့တမန်ကျဉ်းကျဉ်သူတွေကခုခံနိုင်တဲ့အဆင်တော်မဟုတ်ပါဘူး။တင်းပီလီယံဝိညာဉ်အလံထရေကမေးမတွနိုင်တဲ့ဝိညာဉ်ပိုင်းစားတွေကလည်းရှိပါသေးတယ်။သူတို့အကြောင်းငရဲပုံ၁၈ထပ်နမိတ်နဲ့တကယ်ကိုမှလိုက်ဖက်လာပါပြီ။တင်းပီလီယံဝိညာဉ်အလံထဲမှာတော့မူလဝိညာဉ်တွေကပဲကြံပြီးဝယ်လင်းကအလံဝင်သိမ်းလိုက်ပါတယ်။ ထိုလှန်ကတွန်ထန်ပေးထားခဲ့တဲ့လက်ဆောင်မဟုတ်ရင်ကောင်းကင်တစိခတ်တုံးလေးကိုထည့်လိုက်မှာပါဝလင်ကရန်နေရင်မျိုးလုံးထဲမှာအိစရဲရေးတစ်ချက်ကဖျက်ဖျက်သွားပါတယ်ဒါငါရဲ့ငရဲ18ထက်ပြန်လည်ဝင်စားခြင်းစုံဝင်ပဲသူကအဟိလိုက်ပါတယ်သူရဲ့တန်ထွက်လာတာနဲ့ငရဲပုံ18ထက်ကအဟိတန်နေရပို့ပြီးတော့ပြင်ထက်လာပါတယ်အဟိတန်နေရဂျိုတစ်ခုလုံးကိုချက်ချင်းပဲလွှတ်ချုံသွားပါတယ်ခန္ဓာရင်မရှိတဲ့ပထမဆုံးသတ္တဝါတွေကရစက်ကြံကြုတ်တဲ့တားရည်တွေဖြစ်ပြီးသူတို့ကချက်ချင်းပဲပြုတ်လောက်သွားပါတယ်ဝလင်ကသာအဟိတန်တွေကိုမထိန်ချုပ်တာလို့ဆိုရင်ထိုတားရည်အလုံးကချက်ချင်းပဲပြုတ်လဲသွားမှာပါ ထိုနေရာမှာတက်ဆွဲထားတဲ့ကျင်းရံသူအချို့ရဲ့မျက်နှာကလည်းဖိပြော့သွားပြီးစိတ်တရားတလုံးသွားအကြောင်းကျင်းကျက်နေရာကနေအမြဲတမ်းထွက်လာကြပါတယ်သူတို့ကတမနစ်နောက်မှမနေကျင်တော့ပါဘူး ခေါင်းကြီးကောင်လေးကငဲ၁၈ထန်းနဲ့ကောင်းကင်တစ်စက်ခတ်တုံးကိုအန်ဝန်ကြီးနဲ့စိုက်ကြည့်ရင်ပါဇက်အဟောင်းသားနေပါသူရဲ့ကြင်ကြံမှုအစင်ကြောက်ထိုပစီကတမမမဟုတ်ဘူးဆိုတာချက်ချင်းပဲသိလိုက်ပါတယ်လေကြီးရဲ့မျက်လုံးတွေကလည်းကျဉ်းသွားပါတယ်ငဲ၁၈ထန်းကိုရင်ဆိုင်ရတော့သူ့ရဲ့ရင်ထဲကနေကြောင်မှုပါခန်းစားလိုက်ရပါတယ်ဝယ်လင်ကတူလွန်အေးကိုပို့လိုက်တော့မီလုံးလေးနှလုံးကလက်ထဲမှာပေါ်လာပါတယ်ထိုရာတော့မူလာဝိညာဉ်တစ်ခုပါတစ်ခုကတော့အလောင်းကမ်းရဲ့မကြေမချမ်းခမ်းမရဲ့ဒုခမ်းမမူရဲ့မူလာဝိညာဉ်ဖြစ်ပြီးနောက်တစ်ခုကတော့ဒုခမ်းမမူကသူ့ရဲ့အသက်အတွက်အလဲလဲလို့ပို့အတွက်ဝယ်လင်ကိုပေးခဲ့တဲ့မူလာဝိညာဉ်မှာ ကနဒါစင်စာဗီယန်နောဝလင်ကသူတို့ငရဲဘုံ၁၈တက်တွေကိုမထဲတော့ဘဲသူ့ရဲ့တုံတော်အဟဲဟုတာပြန်ထည့်လိုက်ပါတယ်။နိဗ္ဗန်အမြန်ရောအစောပိုင်းအဆင့်မူလဝိညာဉ်တစ်ခုဟာကျင့်ကြံမှုပြန်ကောင်းဖို့အတွက်အရန်ဥမှရည်ကြီးပါတယ်။နောက်ပိုင်းလူဝတ်မတ်တာတုံဖို့အတွက်တိတ်နာလိုက်ပါတယ်။ယခုချိန်မှာသူကထားရလိုက်ပြီးကောင်းကင်ကိုကြည်လိုက်ကလက်နဲ့ဒစိတစ်ခုကိုဖဲလိုက်ပြီးကောင်းကင်ဒစိခတ်တုံးကိုလျှို့ရထိုးလိုက်ပါတယ်။ထိုးရားလည်းကျုပ်သွားပြီးဝလင်ကမြူချလိုက်ပါတယ်။ သွားအောင်ဝလင်းကညင်သက်ဆွနဲ့ပြောပြီးချစ်တလန်နဲ့ဂျိုဝါနီထွက်သွားပါတယ်လီဂျီရိုဖဲကလည်းသူ့နောက်ကနေအမြဲမဲလိုက်သွားပါတယ်ယခုချိန်မှာအနောက်ပိုင်းဒေသကိုကောင်းဝင်းတခွင်ကချင်းညံ့သူတွေကတင်ပိတ်ထားပါတယ်ကောင်းဝင်းတခွင်ချင်းညံ့သူအများပြားစနစ်နှစ်ခုကြာဦးမိလိုင်ကောင်းကနေဖျက်တမ်းပြီးဂျိုရီကိုတလုံးပြီးတလုံးတင်ပိုင်နေကြပါတယ် ထိုနေရာကိုကောင်းကင်တစ်ခွေအစိပ်ပိုင်းတစ်ခုလုံးတော့သူတို့ကသတ်မှတ်ပြီးသားဆိုတာထင်ရှားပါတယ်အနောက်ပိုင်းထိပ်သားတစ်ခုလုံးသိမ်းမိုက်ပြီးတဲ့အခါကောင်းကင်တစ်ခွေရဲ့အစွမ်းထက်ကြီးကျယ်သူအလုံးအပေါ်မှာမှောင်အေးများပို့ပြီးတော့ထူထပ်လာပါတယ်အနောက်ပိုင်းထိပ်သားမှာအဆင့်ခုနှစ်ကျင်းကျယ်ရေဂျိုတစ်ခုမှမရှိပဲအဆင့်၆ကျင်းကျယ်ရေဂျိုများသာရှိနေပါတယ် ိုရအားလုံးကရန်ဦးမှာထူဆန်းပါတယ်ဒိုရရင်ကြကြတော့ဗာပြောင်းလဲပါဦးသူတို့ရဲ့ရင်ထဲမှာတန်တရားတွေရရှိပေမဲ့မိုးကြိုးကောင်းကင်ဘုံကြောင်းရဲ့အမေရဒုတိယအကြိမ်တိုက်ခိုက်မှုကိုစတင်ခဲ့ကြပါတယ်ဒီတစ်ခါသူတို့ရဲ့ပြမှတ်ကတော့မြောက်ပိုင်းထိသားပါကောင်းကင်တခွင်ကြီးညံ့သူအုပ်စုတွေရဒါဆွမ်းရဲ့ရောင်ကြီးပုံမှာမြောက်ပိုင်းထိသားစီကိုအမြင်ပဲပြန်တန်းသွားကြပါတယ်သူတို့ကဖြစ်တန်းသွားတဲ့အခါလီဟာနဲ့ကိုရန်အန်တော့ပြုတ်ကွဲတော့မဲ့အတန်များထွက်လာပါတယ်ကြီးညံ့သူတောင်းနေချီပြီးထွက်လွတ်လိုက်တဲ့ဒါဆွမ်းရဲ့ကြောင့်ကဘာကြီးရဲ့ရောင်အားပါပြောင်းလဲသွားပါတယ်ပြန်တန်းနေတဲ့ဓာတ်တွေရကောင်းကင်ရဲ့အမြင်ကိုပြသပြီးကဘာကြီးကပြုတ်ကွဲလို့နေပါဖြစ် ွားပါတယ်။ကောင်းကင်တခွင်ကျဉ်းကျဉ်းသူတွေကသူတို့ရဲ့အချိန်ကိုဖြောင်းပြန်လှန်ပြီးကောင်းကင်ကိုနှစ်ချမ်းကွင်းအောင်လုံနိုင်တဲ့အချိန်ဝါများကိုထုတ်လုပ်လိုက်ကြပါတယ်။မဟာမိတ်ကျက်ဆူဆင်းတွေကိုတိုက်ခိုက်ပြီးရတော့သူတို့ကကျဉ်းကျဉ်းချင်းဂျိုတွေကနေထွက်ခွာလာကြတဲ့အခါတပြက်လူတဲ့စိတ်တွေကပြင်းထန်နေပါတယ်။မိတော့တခင်ရဲ့ခြေအောက်မှာမီးလုံးကြီးတစ်ခုကရှိပြီးသူ့ရဲ့ပလက်မှာကျဉ်းကျဉ်းသူအုပ်စုတစ်ခုကဝင်ရနေပါတယ်။သူ့ရဲ့မျက်နှာကလည်းမှိုင်းညွန့်နေပါတယ်။မဟာမိတ်ကျက်ဆူဆင်းတွေကိုဝင်ရောက်တိုက်ခိုက်နေတဲ့ထူကာလအတွင်းမှာအန်နီယယ်တစ်ခုခုကရှိနေရလို့သူကခံစားနေရပါတယ်။နောက်ပါဆက်ဖြစ်မလဲဆိုတော့ဂျိုတင်ခမန်းကြီးတဲ့အခါတွင်းနီရောက်အလင်းနဲ့ထူထမ်းမှုတွေကြောင့်ဘာမှမမြင်ရ ရပါဘူးအနောက်ပိုင်းဒေသမှာအချိန်ကြာကြီးနေခဲ့ပြီဖြစ်လို့မြောက်ပိုင်းဒေသကိုဆက်လက်တိုက်ခိုက်ဖို့အတွက်သူတို့ကအတင်းကျပ်နဲ့လုခဲ့ရပါတယ်တိုက်ခိုက်ချိန်မရှိဘဲနောက်ဆုတ်လုလို့မရပါဘူးမဟာမိတ်တွေမှာပရိဂတ်တစ်ခုခုကရှိတယ်ဆိုတာသူကသိပေမဲ့ရှစ်ဆက်သွားဖို့ပဲအတင်းကျပ်နဲ့လုခဲ့ရပါတယ်ပရိဂတ်တစ်ခုခုကရှိရင်တော့ဒီအဖိုးကြီးကမကြောက်ဘူးဒါအပြင်ပရိဂတ်ဆိုတာမဟာမိတ်မှာပဲရှိရမဟုတ်ဘူးမဟာမိတ်ရလုံနိုင်တဲ့ပြည့်ရဲ့အများစုအတွက်ဒီဖိုးကြီးမှာလည်းအစီအစဉ်ရှိတယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်